လူချင်းမတို့ခင်ဗျာမြန်မာအရာစုံမှာစကားဆွရင်နဲ့ပတ်သက်ရင်အလွန် personal brand မြင့်မားတဲ့ပုံကူတယောက်ရှိသူ့နာမည်ကဘယ်သူလို့ထင်လဲ comment မှာတစ်ချက်လောက်ရေးကြည့်ပါဦးဟုတ်ပါတယ်အမတ်ကြီးဥပေါ်ဦးဖြစ်ပါတယ်အဲ့တော့ဥပေါ်ဦးကမြန်မာအရာစုံမှာပြိုင်မဲ့ရှားလောက်အောင်စကားဆွရင်နဲ့ပတ်သက်ရင် personal brand မြင့်မားတဲ့ပုံကူတယောက်ဖြစ်တယ်အထူးသဖြင့်အဲ့သူကဘယင်းနဲ့ပြောတဲ့အခါမှာအဲ့သူကစကားဆွရင်အလွန်မြင့်မားတယ်အဲ့တော့ဥပေါ်ဦးကဘိုးတော်ဖျားရဲ့လက်အောက်မှာအမှုထမ်းနေတဲ့အချိန်မှာဘိုးတော်ဖျား မြန်မာပြည်နေထဲမှာဘိုးတော်ဖះမှမဟုတ်ဘူးမြန်မာပြည်နေတော်တော်များများဟာနှွေရာသီရောက်ရင်နှွေရာသီဆန်နှမ်းမှာဆန်မြန်းကြလိမ့်ရှိအဲဘလို့လဲဆိုဟိုကက်ကဘီယင်းနေဆိုတာဒီရက်တောင်ခတ်တဲ့เนาะဒီရက်ခတ်ပြီးတော့ပဲနေရတာဘို့ရက်တောင်ခတ်တဲ့သူတွေပဲရှိတာဘို့ဆိုတော့အဲကောမှမရှိတဲ့ကိစ္စပဲနှွေရာသီကတော့ဟိုနန်းတော်ထဲမှာပူမှာပေါ့အဲ့တော့ကြည့်ရတာနှွေရာသီဆန်နှမ်းဆိုတာမြင်းနာကန်းနာမှာတွားပြီးတော့တဲထိုးပြီးတော့ဆန်မြန်းတဲ့သဘောပေါ့เนาะအဲ့ဒီခက်ကတော့ဆိုတော့ဘီယင်းနေမှာကျွန်တော်တို့ဒီမြန်မာဘီယင်းနေမှာဘီယင်းနေရဲ့ ဖုံးလက်ယုံအာနာကိုကိုစားပြုတဲ့အဆောင်ရောင်တွေအများကြီးရှိတယ်။အဲ့ဒီခြေကအထင်ရှားဆုံးကတော့ထီးဖြူဆိုတာဖြစ်တယ်။မြန်မာတွေရဲ့ထီးဖြူကတကယ်တကယ်အကြီးပါအကြီးပြားเนาะကျွန်တော်တို့ဒီအခုကျွန်တော်တို့မှာဘင်းစနစ်မရှိတော့လို့ထိုင်းမှာကြီးကြီးလိုက်ထိုင်းပြည်နေစောင်းတဲ့ထီးဖြူကြီးတော့အကြီးပဲထီးတော့အကြီးပဲမြန်မာပြည်နေကအဲ့ဒီခေတ်ကထိုင်းပြည်နေတွေထပ်ပို့ပြီး image မြင်တယ်။ထိုင်းကကျွန်တော်တို့ရဲ့ပြည်နယ်တစ်ခုအနေနဲ့ပဲရှိတယ်။ဆိုတော့မြန်မာပြည်နေထီးကတော်တော်ကြီးကြီးမဲ့သဘောရှိတယ်။ဆိုတော့အဲ့ထီးဖြူဆိုတာရှိတယ်။အဲ့ထီးဖြူကိုစောင့်ရတဲ့ထီးဖြူတော်သားဆိုတာရှိတယ်။ ဒါကြောင့်တီဖြူစောင်းတဲ့ရဲမက်တွေပေါ့တီဖြူတော်သားလို့ခေါ်တယ်။အဲ့တီဖြူတော်သားတွေကတိတ်တောင်ဝင်ကြီးတာ။ဆိုတော့အဲ့တီဖြူကယာဒူးသူတို့ရဲ့လက်ကလည်းများတယ်ဒါပေမဲ့တောင်ဝင်လည်းကြီးတယ်။တီဖြူကလဲပြီဆိုရင်သူတို့သေတံပဲ။တီဖြူကထောင်သားကနေလဲသွားပြီဆိုသေတံပဲ။အဲ့တော့သေတံဖြစ်မှဆိုတော့လဲနေတာကနေပြန်ထောင်ရင်လည်းသေတံပဲ။အဲ့ဒါတတိတနန်းထောင်နေတဲ့သေတံပဲ။အဲ့ပြောနေတာတော့သူတို့ကတီဖြူတော်သားတွေကတီဖြူလဲရင်သေပြီဆိုတဲ့သဘောပဲ။ ဆိုတော့အဲ့ TV ကနန်းတော်ထဲမှာရှိနေတာကိစ္စမရှိဘူးဗျာနန်းတော်ထဲမှာရှိတာတိတ်တိတ်ချာလဲစောင့်နေမယ်ဆိုတော့လဲဘူကတပည့်တော်တိတ်ချာတော့အဖွဲနဲ့တိတ်ချာစောင့်နေရတာပေါ့ TV တော့ဒါဆိုကြည့်ရတာလူ၈ယောက်၁၀ယောက်လောက်နဲ့ဝိုင်းစောင့်နေတဲ့သဘောဖြစ်ပါလိမ့်မယ်ဒီနွေရသည်စံနှောင်းစံမြန်းပြီဆိုအဲ့ဒါပြဿနာနည်းနည်းရှိအဖေလို့ဆိုမြန်မာပြည်နဲ့သူသွားလေရမှာသူ့ရဲ့ဖုံးလယုံအာနာဖုံးတကုအာနာကိုကိုစားပြုတယ် ठी ဖြူယူသွားတော့နွေရသည်စံနှန်းကိုလည်းသူ ठी ဖြူယူသွားလိမ့်မယ်ယူသွားတဲ့အခါနွေရသည်စံနှန်းဆိုတာတဲလေ ပြီးတော့ຫນွေဦးမှာလေယူရလဲမျိုးလေတွေကတိုက်တာဒီ ठी မျိုးလဲဖို့ရာခိုင်နှုန်းကဒီຫນွေရသည်ဆန်နှမ်းမှာတိတ်ညာအော်တနေ့ကျတော့ဘိုးတော်ဖះဟာဒီຫນွေရသည်ဆန်နှမ်းမှာဆန်မြန်းနေတဲ့အချိန်မှာ ठी မျိုးလဲပါလေရောဟာ ठी မျိုးတော့တာဒီမြေကလူးဆန်ပြန်ငါတို့တေးပြီတေးပြီဆရာပဲ ठी မျိုးကလေးတိုက်ပြီလဲရောအဲ့တော့ ठी မျိုးလဲသွားတော့ ठी မျိုးတော့တာဒီဘုသူစီအပြေးလဲဥပ္ပဦးစီပြေးတာဗောသူတို့ကယ်လို့ရတာဥပ္ပဦးပဲရှိတယ်အတွင်းဝင်မင်းဖះကယ်တော်မူပါဦးကျွန်တော်မျိုးတော့ဒီလိုဖြစ်နေပြီကျွန်တော်မျိုးတော့မဘူးနဲ့မင်းတို့ငါကယ်မယ်ကဲဖုံးတော်ကြီးဖះအခုဘာမှရှိတယ်ဖုံးတော်ကြီးဖះ ဆက်တော်ခေါ်နေတယ်ဘရင်ကလည်းနှွေရာဒီမှာလေတိုက်တာနဲ့အေးစေးအိတ်နေပုံရဖုန်းတော်ကြီးဖျားတဲ့ငါအခုဝင်မယ်သူကအတွင်းဝင်မင်းဖြစ်တယ်သူရဲ့ငယ်ကြုံကြီးဖြစ်တယ်ဘရင်ယုံရတဲ့အတွင်းဝင်မင်းဖျားဖြစ်တယ်အချိန်မေးဝင်လို့ထွက်လို့ရအဲဘောတော်ဖျားအိတ်နေတဲ့အဆောင်တော်အထိဥပဝဝင်သွားတယ်ဘရင်မင်းမြတ်ကိုနှိုးပါတယ်အခုချက်ချင်းနှိုးပါအရေးကြီးတဲ့အကြောင်းအရာရှိတယ်ဆိုဥပဝကအဲ့လိုပြောတော့မင်းတော့အိတ်ဖန်ဆောင်နေရလဲနှိုးပြရတာပေါ့အဲ့တော့ဘောတော်ဖျားအိတ်မြင်မြင်ညလုံးပုတ်ပြီးထလာထလာတယ်ကအဲပေါ်ဦးကဘာလဲငါဒီလောက် ိတ်ချင်ဘူးလို့ပေါ်ဘူးဘာလဲလာရှောက်နေပေါ်ဘူးပြောဘာပြောမလို့တော့ဥပ္ပဝါမှန်ပါအရှင်မင်းတရာကြီးပြအရှင်မင်းတရာကြီးဖုံးတကောဟာလူပြေလူရွာတို့တိုင်အောင်မကနက်ပြီနက်ရွာတိုင်အောင်တော့ဖုံးတကောထွန်းလင်းလျက်ရှိချောင်းပါဖရားဟာဘင်းကြီးကမျက်လုံးပြူးသွားမြန်မာဘင်းကြီးကဖုံးတကောတက်တယ်ဆိုတိတ်လို့ကျန်တာအမြန်မာဘင်းတိုင်းပဲသူဖုံးတကောတက်တယ်လို့ပြန်တိတ်သဘောကျဟဲ့ပေါ်ဘူးနင်းကလည်းစောစီဘာလဲလာပြောနေတာငါဖုံးတကောအာနာနက်ပြီတို့တိုင်အောင်ရောက်နေဟာလားဘလို့ရောက်တာလဲပြောမှန်ပါအရှင်မင်းတရာကြီးဖရား အရှင်မင်းထရာကြီးရဲ့ဖုံးတကိုးအာနာဟာလူပြေလူရွာတွင်သာမကပဲ net ပြည် net ဘုံနန်းနန်းထိကြော်ကြားနေပါသဖြင့်ဝလာဟကလေနသားဟာအရှင်မင်းထရာကြီးထံအခါစားဝင်ကြောင်းပါဖရာဝလာဟကလေနသားအခါစားဝင်အဘိုးတော်ဖရာကြောင်းသွားပေါ့ဘူးဘယ်ကဝလာဟကလေနသားအခါစားဝင်တာအေးအေးဝင်နေဆိုရင်အဲ့ဒီလေနသားအခုရှေ့တော်တွင်သာရှေ့တော်ဝင်စေမင်းဒီပြောတော့လေနသားအခါစားဝင်နေဆိုရှေ့တော်တွင်လေအဥပ္ပဝါဆက်ပြဲဆက်ပြဲနေကြမှန်ပါအရှင်မင်းထရာကြီးဖရာ နတ်တို့ရဲ့ဥပရိယုတ်ဟာအလွန်နှူးညံ့ပါတယ်ဖေဟာတို့ဖြစ်ပြီးလူသားစင်စစ်တို့ရဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်မြင်မယ်ဆိုရင်မျက်စိကန်းနိုင်ပါတယ်ဖေဟာတို့ဖြစ်ပါပြီဝလာဟကလေးနတ်သားဟာသူရောက်ရှိကြောင်းကိုလေးပြေစော်သွေးရတာပြကြောင်းပါဖေဟာလေးပြေစော်သွေးရတာပြကြောင်းပါဖေဟာဆိုတော့ဘိုးတော်ဖေဟာသူ့တပည့်အကြောင်းသူကောင်းကောင်းသိတာပေါ့ပေါ်ဦးကတော့မနက်စောစီးမထော်မနှမ်းနဲ့နော်လေးတိုက်လို့ထီးပြိုလဲတာကိုကုလီကူမာတွေလာရှောက်နေတယ် ဒါပေမဲ့ဘရင်ဆိုတာနမိတ်တွေအတိတ်တွေသိယုံတာမြန်မာဘရင်တွေကเนาะဆိုတော့ तू ဖုံးတော့တက်တယ်လို့ပြောထားတဲ့ဇာတ်ကို तू ပြန်မယုတ်သိမ့်ကျင်တော့အာဒါမင်္ဂလာရှိတယ်လို့ယူဆတဲ့အတွက်ဟဲ့ပေါ်ဦးနေငါ့ကိုလာပြီးမထုံမနှံစောစီမဟုတ်တာလာရှောက်မနေနဲ့ကဲထီးပြူလဲတာမလားထီးပြူတော်သားတွေကိုအမိတ်မှတ်မယ်ထီးပြူပြန်မှတ်စီဆိုတော့ထီးပြူမှတ်စီလို့ဘရင်ကအမိတ်ပေးလိုက်ရင်ထီးပြူတော်သားတွေကပြစ်တယ်ကနေလွန်ငင်းချမ်းသာခွင့်ရတာဖြစ်ပါတယ်ဆိုဒီဥပ္ပုရဲ့စကားဆိုရင်ကိုကြည့်မယ်ဆိုရင်ဥပ္ပုကသူ့လိုချင်တာကဘာလဲထီးဖြူတော်သားတွေမင်းပြင်းမြင့်တန်လွတ်ဖို့အတွက် အဲ့ဒါကိုအရင်ရှောက်ရင်ဘယ်ပြင်းမှခွင့်မပြုဘူး။ဘာဖြစ်လို့လဲကိုကိုတောင်းဆိုတဲ့သူကကိုရဲ့အထက်မှာရှိတာလေ။ကိုတောင်းဆိုတော့သူကဘာလို့ပေးရမှာတော့ဟုတ်တယ်မလား။အဲ့မှာသူလိုချင်တာကိုအရင်ပေးတယ်။ဘယင်းတွေကဘာလို့လိုချင်တာဖုန်းတကုတ်တက်တာကိုလိုချင်တာ။အဲ့တော့သူဖုန်းတကုတ်တက်တယ်လိုချင်တာကိုအရင်ပေးရ။အဲ့တော့သူလိုချင်တာကိုပေးရင်စကားစွမ်းရည်မှာကိုလိုချင်တာကိုရမယ်ရှွန်းရှွန်းလေးပဲ။စကားစွမ်းရည်ရဲ့လှုပ်ဝက်ချက်ကအဲ့ဒါပဲ။လူတိုင်းလူတိုင်းနေတိုင်းစကားတွေပြောနေကြတယ်။တက်ဆင်ကားတာအစနော်ဟို delivery မဟုတ်ပို့ခိုင်းတာအစကိုလိုချင်တာတွေတောင်းဆိုနေတာပဲ။အဲ့လိုတောင်းဆိုတဲ့အခါမှာတစ်ဖက်လူကကိုလိုချင်တာကိုလှုပ်ပေးလိုက်ရင် သူ့ဘက်မှာဘာတွေနစ်နာတော့လဲဒါတွေလဲစဉ်းစားကိုလိုချင်တာကိုလှုပ်ပေးဖို့အတွက်သူ့လိုချင်တာကိုအရင်ပေးရစကားစွန့်ကြီးမှာအဲ့ဒီလိုဝက်ချက်တည်ဒါကျွန်တော်တို့မြန်မာမြန်မာနီးမြန်မာဟန်တင်တာဘယ်အနောက်တိုင်းဆီကမှတင်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဘိုးဘေးပြည်ပြည်နေဆီကနေကျွန်တော်တို့ဥပ္ပဝုဆီကနေစကားစွန့်ကြီးကိုတင်ယူခဲ့ရတာဖြစ်တယ်အောင်မြင်အရာကြည့်မယ်ဆိုရင်လောကကြီးကကိုလိုချင်တာကိုရဖို့အတွက်လောကကြီးကိုအရင်ပေးဖို့လိုတယ်လောကယုတ်တခုမှမပေးဘဲနဲ့သူလိုချင်တာတွေတောင်းဆိုပြီးလောကကြီးကမပေးတဲ့အခါကျထိုင်ပြီးတော့လောကကြီးကိုအပြစ်တင်တဲ့သူတွေလောကမှာအများကြီးပဲလောကကြီးဆီကကိုတခုခုလိုချင်နေဆိုရင်ဘာလုပ်ရမလဲ လောကကြီးလိုချင်တာကိုအရင်ပေးရကျွန်တော်တို့ဟာလူတွေနဲ့ဆက်ဆံတဲ့အခါမှာကိုလိုချင်တာကိုရဖို့အတွက်တို့လိုချင်တာကိုအရင်ပေးခြင်းဟာအကောင်းဆုံးမဟာဗျူဟာနီးဗျူဟာဖြစ်ပါတယ်လို့ချစ်ခင်စွာညှဝေပေးလိုက်ပါတယ်ကျွန်တော်ညှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီအစီအစဉ်ကိုကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်လက်ဆောင်ငါအုပ်ပေးဦးမှာဖြစ်တယ်ကျွန်တော်အစီအစဉ်လေးကိုညှဝေလိုက်ပါညှဝေပြီးသွားရင် comment မှာညှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ကငါ့ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့မေတ္တာအားတာချက်တင့်ကောင်းပါတရဖူစောင်းနိုင်ဖို့ အောင်မြင်ခြင်းလက်ဆောင်မြန်မာနီးမြမဟန်မားကတ်တင်းနဲ့အမှုပညာမြောက်စွာဟောပြောခြင်းစာအုပ်၅အုပ်ကို၅ဥကိုတယောက်ကိုတောင်းအောင်လုပ်နေကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအင်တန်ယာရောက်လူချင်းတို့ပို့ကပါမပေးရဘူးအခမဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တနန်းတက်ချင်တဲ့သူတွေကကျွန်တော်တလားကိုတနန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမဲ့၃လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding သင်တန်းဖြစ်ပါတယ်မြန်မာနှစ်သက်မှာမိမိတို့ရဲ့ personal branding ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမျိုးစုတက်ရောက်နိုင်ပါတယ် online သင်တန်းဒီအခုလာမယ့် match 25ရင်းနေ့အင်္ဂါနေ့စမယ် match 25ရင်းနေ့ဖြစ်ပါတယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမျိုးစုတက်ရောက်နိုင်ပါတယ်နေ့စဉ် recorded video ကိုကျွန်တော်တို့ Facebook group ကနေတင်မယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်။တလားတင်နှန်းဖြစ်တယ်။အဲ့ဒီ video တွေကတလားပြီးသွားတဲ့တိုင်အောင်6လတနင်္လာထီမဖြတ်ပေးထားမှာဖြစ်တဲ့အတွက်အထက်ထက်ကြည့်နိုင်။ Live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom ကနေ live လုပ်မိတင်ကြမှာဖြစ်တယ်။တစ်ခါတင်3နာရီလောက်ကြာတယ်။မေးခွန်းတိုင်းကိုကျွန်တော်ဖြေပေးတယ်။တင်နှန်းတက်နေရင်လည်း group coach မှာရအောင်ဆောင်ပေးတာဖြစ်တယ်။နိုင်ငံခြားသူတွေ live နဲ့တဲ့အချိန်မှာမတက်နိုင်လည်းမပူနဲ့။နောက်ရမှာ recorded video ကို Facebook ရော Telegram မှာရောပြန်တင်ထားပေးမှာဖြစ်ပါတယ်။ အပြင်လူတွေ့တင်တဲ့ကတော့မတ်လ29 30စနေတင်တွေနှစ်ရက်မှာမနေ့စင်နာရက်ညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ ML တင်တဲ့ကြောင်းမှာနှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့ online သင်တန်းပဲတက်ချင်းတက်ချင်းအပြင်သင်တန်းပဲတက်ချင်းတက်ချင်းလူချင်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကိုကောင်းမွန်မှမြင်းနဲ့ Messenger message မှာဆင်းပေးရပြီးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးပါမယ်။ online ကိုပထမအဦးဆုံးအယောက်တရာအပြင်သင်တန်းကိုပထမအဦးဆုံးအယောက်30%ကို20% discount ဆက်ပြီးတော့ပေးထားပါတယ်။ ဲ့တော့ကျွန်တော်တို့ဘာတွေသင်ပါလဲဒီသင်တန်းဒီ personal branding သင်တန်းလို့ဆိုတာနဲ့ညီအဓိက၃ဘိုင်းသင်မယ်နံပါတ်၁ personality development ကိုယ်ကိုယ်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကိုယ်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 သွေးကိုကောင်းစွာနားလည်ပြီးဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲနံပါတ်၂အချက် personal development plan တကူရေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုဘယ်လိုရေးဆွဲမလဲဘဝတစ်လျှောက်လုံးအတွက် personal branding online ရောအပြင်ရောမိမိတို့ရဲ့ personal branding ကိုဘယ်လိုမြင့်တင်မလဲစားတာတွေကိုကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာဆွေးနွေးကြမှာဖြစ်တယ်။သင်တန်းနဲ့ပတ်သက်ပြီးကျွန်တော် grade နှစ်ခုပေးနိုင်တယ်။နံပါတ်1ကျွန်တော်ဒီစာရေးဆရာဖြစ်တဲ့အတွက်မပြင်းအောင်သင်ပေးပါမယ်။နံပါတ်2ချက်လက်တွေ့ဘဝထဲမှာလုပ်ငန်းဝင်မှာပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်ပါ။ဒါကြောင့်မြန်မာနှစ်သစ်မှာ personal brand မြင့်တင်ပြီးအောင်မြင်မှုအတွက် personal branding သင်တန်းမှာပြင်ဆင်လိုက်ကြပါစို့။ We must work together. We must build our nation.